နှင်းပြောင်းစားကြည့်အတွေ့အခေါ်နည်းနည်းမြင်လာလိမ့်မယ်နော်စစ်တပ်ကနေပြီးတော့ပေါ်တာဆွဲပြီးမိမယ်သမ ्या ကိုပေါ်တာလိုက်ဆွဲနေမင်းတို့ဘောမတွေကကြော်လေခမင်းစားခမင်းစားမယ်ဆိုပြီးအိမ်နာလေးဝဝင်သွားလေအကျင့်ကိုဖျောက်အဲ့ဆိုရင်အတွေ့အခေါ်လေမြင်လာလိမ့်မယ်ခမင်းစားမယ်ဆိုပြီးအိမ်နာလေးဝဝင်ပါတက်လို့တာတော့ချီတဆရလားအေးအဲ့အဲ့ဒါဆိုရင်အဲ့အကျင့်တွေဖျောက်လိုက်အဲ့အကျင့်ဖျောက်လိုက်မင်းတို့ရဲ့ဘောပိတ်နေတဲ့ဟာလေမင်းတို့အတွေ့အခေါ်လေမြင်မလာလား အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါလေဒီနေ့ match la 10ရက်နေ့2025ကျွန်တော်လည်းသူကြည့်ရမယ့်တင်းတွေကတော့ရန်ကုန်ခက်တိမီဒီယာရဲ့တင်းထုတင်းကောင်းလေးတွေကိုစူးစီးပေးထားတဲ့ဗီဒီယိုလေးနဲ့နောက်မှာတော့တရားဝင်ချီချီဖြီးသွားမအလာအင်တာဗျူးဗီဒီယိုလေးတစ်ခုနဲ့ပြီးနောက်မှာဒီသာကွာဟကျအရာအမှုပညာရှင်တွေအနှုတ်နှစ်မှာမအလာကိုကြိုဆိုထားတဲ့ဗီဒီယိုလေးနဲ့ပြီးနောက်မှာတော့တစင်ဦးကဆိုဖော်ဟင်းကိုအင်တာဗျူးထားတဲ့ဗီဒီယိုလေးပြီးနောက်မှာ ပုဒ္ဓမမဟာခွေးရဲ့ဗီဒီယိုလေးတစ်ခုနဲ့ပြီးရင်နောက်မှာမတန်ဆွမ်းပြင်မယ် PDF တွေဝင်ပြီးသူ့ရဲ့ခံယူချက်ခံစားချက်တွေကိုပြောပြထားတဲ့ PDF ရဲ့ပေါ်တယောက်လေးရဲ့ဗီဒီယိုလေးနဲ့ပြီးရင်နောက်မှာနောက်ဆုံးမှာတော့ကိုရှက်လေးရဲ့ဗီဒီယိုလေးပဲဖြစ်ပါလေစစ်ဝင်စားစရာဗီဒီယိုလေးလေးဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါလေကျွန်တော် channel လေးကို subscribe လုပ်ပါလေဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ဝမ်းရပေးကြဖို့မေတ္တာရက်ခံပါလေဆက်လက်ကြရအောင် ပဲခိုးတိုင်းပဒောင်းမြို့နယ်ရခိုင်ပဲခိုးကားလမ်းဖြစ်တယ်။တောင်ကုတ်ပဒောင်းလမ်းရခိုင်ရိုးမှခြေစင်းကညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကိုအေနဲ့စစ်ကောင်စီတို့ဂျားမှအပြင်းထန်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြည့်တင်းနေတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကလက်နက်ကြီးတွေနဲ့အခိုင်အမာအထိုင်ချထားတဲ့ညောင်ကျိုးတပ်စခန်းကို အာရခတပ်တော်အေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးမော်ဘီတပ်နယ်တပ်ရင်းတွေနဲ့အင်အားယာချီဖြည့်တင်းနေတယ်လို့လည်းသိရှိရပါဗျ။တစ်ဆက်တည်းမှာပဲ အရခတတ်တော်ရဲ့ထိုးစစ်စင်တက်ခတ်မှုကြောင့်ဘကိုးတိုင်းဗဒောင်းမြို့နယ်ညောင်ကျုံးမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကြမ်းဖက်စစ်သားတွေငတ်ပြတ်နေတဲ့အတွက်အုံရှိပင်မြို့ပြည်တော်သားရက်ွယ်အုတ်ချုပ်ရေးမှုအောင်ကပြည်သူတွေကိုထမင်းဟင်းတွေအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးစစ်တပ်ထံကိုပို့ဆောင်နေလို့ဒေသပြည်သူတွေကပြောပါတယ်။ကရင်ပြည်နယ်ရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါမယ်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့တပြင်းညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်မှုတွေစစ်သား၁၀ဦးကိုထိသွားတာဖြစ်ပြီးလက်နက်ခရင်အများအပြားကိုတင်ဆက်ရရှိခဲ့လို့ KNU ကပြောပါရယ်အချက်ဖတ်စစ်ကောင်စီမဲအောင်လိုက်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကနကောစာမလုပ်ဖဲပူးပေါင်းရမယ်ဆိုပြီးချိန်ချောက်ပြောဆိုလာပြန်ပါတယ်ဒါကတော့မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရုရှားကနေနေပြည်တော်ကိုပြန်လာတဲ့အချိန်စစ်တလောက်ခံမီဒီယာတွေကိုအင်တာဗျူးဖြည့်ရင်းနဲ့အကြံဖတ်မင်းအွန်လိုင်းကအဲ့ဒီလိုချင်းချောက်ပြောဆိုတွားပြန်တာပါတစ်ဖက်မှာတော့ပဲခူးတိုင်းကမင်းလာမျိုးနယ်မှာကြိုက်တဲ့ PDF လာခဲ့လို့စိန်ခေါ်ပြီးတော့စစ်မှုထမ်းဖို့လူငယ်တွေကိုစစ်တပ်ခေါ်ဖမ်းဆီးခိုင်းနေတဲ့နတ်သမင်းကြေးရွာယာအိမ်မှုတတ်နိုင်ဆိုးဆိုးတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတေသွားပြီလို့တရားရီခံ PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်တစ်ဖက်မှာလေ မွန်ပြည်နယ်ရင်းမြို့ပေါ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးနေတဲ့အောင်တုခရက်ွက်ကအကြံဖက်စကောင်စီလောက်ခံနေတဲ့ရဲမျိုးသူရေးရေးဘလူးတွေလက်လက်ဆွမ်းနေပြလာပြေခံရပြီးတော့သူလဲပဲပွဲချင်းပြီးကိုတိတ်သွားပြီလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် တဆက်ထဲမှာပဲမွန်ပြည်နယ်ရင်းမြစ်နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခမရ3 4 3တက်ရင်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုရေဘလူးအဖွဲ့ကနေပိတ်ဆို့တိုက်ခိုက်ခြင်းမျိုးရမှာစစ်ကောင်စီတပ်သား9ဦးကတော့အသေးသေးတိတ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုမြတ်သွားပြီတဲ့နော်သူတို့စစ်သားမသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတဲ့ပြီးနောက်ပြန်ဆုတ်ပြေးသွားကြတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မလာအင်တာဗျူးလေး ားတော်ကြည့်လိုက်။အဲပါတီဆိုဒီမိုကရေစီရုပ်ကောင်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်။ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါ။ပါတီဆိုဒီမိုကရေစီစစ်ကိုတကယ်လုံချင်လို့ရှိရင်အဲကန်တော်ကောဆာလုပ်နေတယ်ပူပေါင်းဆောင်ဖို့ပဲလုပ်ပါတယ်။အဲဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာ။မိုးချအောင်မြင်အောင်ကျွန်တော်ကြောက်ပြောရပါမယ်။မြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာ။နော်အဆက်အစပ်တိုးတက်အောင်တို့ အောင်မြင်ကြပါစေတဲ့အရေးတော်ပုံပြောတာနော်အရေးတော်ပုံမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေတဲ့အရေးတော်ပုံကိုပြောတာကြပါသေးလို့လည်းကျဆွမကောင်းတောင်းပါတယ်ပါတီစုံဒီဘိုကင်စီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာဘယ်သူကပူပေါင်းဆောင်ရမှာတော့ဘယ်သူမှမယုံကြည်ဘူးမင်းတို့စစ်အစိုးရကစစ်ခွေးတွေလုံမဲ့ရွေးကောက်ပွဲကိုဘယ်သူမှမယုံဘယ်ကောင်းမှဘယ်သူမှမယုံတာနော်မင်းတို့အောက်ဆွဲတွေပဲမင်းတို့ယုံတယ်ဘယ်သူမှမယုံဘူး ဒေတာကွာဟကျအရာအပူချိန်အနှုတ်နှစ်မှာအနှုတ်၁၂ဒီဂရီစင်တီဂရိတ်အေကဲသောအနေအထားမှာရှိတဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့အသွာအပြန်မိုင်ပေါင်းတထောင်ကျော်ခန့်ထိတောင်းရောက်ခါနိုင်ငံတော်အကျိုးစီးပွားကိုဒီဇိုင်းမမတ် UTP ခီးစဉ်အတွင်းနေမအားညမနာဖြင့်နိုင်ငံများအကြားစိုက်တွေးကဏ္ဍစီးပွားရေးကဏ္ဍညမနာညမနာရပါလိမ့်မယ်ညပါချင်ချောင်းမှုမြင့်တင်ဆိုင်ရာကိစ္စခီးသွန်းကဏ္ဍများ တို့မြင်ဆိုင်ရာကိစ္စများမှာပြည်သူအချင်းချင်းလုပ်ငန်းရှင်များအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မဲ့အခွင့်အလမ်းများပေါ်ပေါက်လာစေအတွက်ဂျူပန်အာထိုဆောင်ရွက်ခဲ့ကြတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာအစ်စ်နှင့်ကိုယ်စားလှယ်အဖွဲ့အားဂုံပြုကြိုဆိုသောအဖြစ်ဘောမချင်းဟောက်နေကြတာသူတို့ပပကိုချိုးဆိုတဲ့ပွဲမှာဘောမဘောမနှစ်ဦးစနီးမောင်းတယ်ဘောမစနီးမောင်းတယ်ပြီးတော့မှမဟုတ်လို့ဒီမှာ ဘယ်လိုဖြစ်လို့ဒီကနေရောက်လာတာ။ကိုကတော့အခုပေါ့နော်ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပေါ့နော်။အစင်ဦးကြီးနဲ့အဲကောင်းမွန်တဲ့လုံဆောင်ဆော်ဖုံးဟင်းကိုချိန်ချွေဆောင်လာခဲ့တယ်ပေါ့နော်။မြန်မာပြည်ကိုအဲပြည်သူလူထုကိုဟိုသူ့ရဲ့စေတနာမေတ္တာတရားတွေကိုကဘာကနေတော့စောင့်ကြည့်ရတဲ့အစီအစဉ်ဖြစ်သွားတယ်။စေတနာမေတ္တာတရားတွေပဲနော်။ပြည်ဦးလွင်ကနေကိုကဘာတော့စောင့်ကြည့်ရမှာမအားလိုက်စေတနာမေတ္တာတရားနဲ့ကျူးဆူခြင်းလို့ဒီလောက်ခဲ့တာဖြစ်နေပါလိမ့်မယ်။ဟုတ်ကဲ့။ဒါကတစ်ဆင့်ဦးတွေ့ရှင်တော့သွားလား။ ဘောမတွေကဖုန်းတွေခြေတယ် iPhone တော့မကင်နိုင်ဘူး။ဆာချုပ်တွေကိုနိုင်ငံဘောတော့မနိုင်ဘူး။အချုပ်ဆိုနိုင်ခဲ့တယ်ဒါအပြင်နိုင်ငံတော်ဝန်ကြီးချုပ်ကိုကြိုးဆိုတဲ့ဖုန်းဆုပ်တင်နေဆိုလို့ရှိရင်လည်းတော်ကိုခန်းခန်းနားနားနဲ့ပြင်ဆင်ပြီးကြိုးဆိုတာတွေလည်းတွေ့ရအဲ့ဘောမှာလည်းဝိတ်ခံစားချက်လည်းမရှိဘူး။အဲ့ဘောမှာတော့ဟိုကိုဝင်လင်းလင်းပြောရင်တော့ကိုနိုင်ငံမှာပေါ့နော်။မင်းကောင်းမင်းမင်းပေါ့။သတင်းကိုတိကျချင်းနော်။ဆော့ဘွန်းကိုချိန်နေတဲ့လုံနေမရိုးသေးတာသူနှစ်ယောက်ရိုးကြအောင်။ဝန်ကြီးချုပ်ရဲ့ပြည်သူပေါ်မှာထားတဲ့စေတနာ တိုင်းပြည်ပေါ်မှာထားတဲ့စည်တနာပေါ့နော်အဲအဲ့တော့ကြတော့ဟိုတံဘရောကာဝေးဦးကြီးချုပ်တယောက်အနေနဲ့လည်းတာဝန်ကြီးတယ်နိုင်ငံတော်ဦးကြီးချုပ်တယောက်အနေနဲ့လည်းတာဝန်ကြီးတယ်ပြည်သူပေါ်မှာထားတဲ့စည်တနာတွေကိုပြည်သူတွေသိရကြဒီလိုတခါတနာနဲ့လာရောက်ကြိုဆိုကြတာဖြစ်တယ်အခုလည်းအိုက်ခံစားချက်တိုင်းတစ်ထက်လေးပဲပြည်သူတွေကစင်နာဆာလို့ပြည်သူတွေကသူအဲ့လိုကြိုဆိုကြတယ်เนาะမကြိုဆိုမရမင်းတို့စစ်တပ်တွေတတ်တက်လုံး လုတ်ခဲ့တဲ့နီးနော်မတို့ငငယ်ကန်းတွေကတော့ကြုံလာဘူးလေခင်ညွန့်လက်ထက်မှာကန်းတွေကြောင်းမှာကန်းကြောင်းမှာသူလာမယ်ပြောလိုက်တာနဲ့ဒီနေ့မုတ်ကုတ်ကိုလာမယ်ဘဲကိုလာမယ်တခုပြောလိုက်တာနဲ့တန်းစီတွေကြိုးရတာနော်မနဲ့မလင်းဝဲလေးဝင်လေးအေးအေးချမ်းချမ်းနဲ့တွားရင်မှသူတို့ကလာလာနေ့လေတနိုင်တနိုင်မှလာလာအဲ့လိုမျိုးတက်ကြိုရတာနော်မကြိုမနေရတချင်းတွေတိုင်လက်ခုတ်တွေဘလို့တီးဘလို့အော်ရမယ်ဆိုတခါရဲ့တင်ပေးမှတက်ကြိုရတာနော်အဲ့ဒါပီလူတွေအဲ့ပေါ်ထားရစေနေတာမဟုတ်ပီလူတွေလည်းပြန်ပေးရစေနေတာမဟုတ်စက်ကြည့်အောင် ပုတ္တမမဟာခွေးပါပြောထားတယ်တချို့ညီပေါ်ညီပိတ်တွေနဲ့ဘုံကျော်မျိုးညစ်တွေကပြောတယ်စစ်တပ်ကရတဲ့ပြည်သူတွေရဲ့ထမင်းကိုစားထားလို့ကျေးဇူးရှင်မလုပ်ပါနဲ့စစ်တပ်ကပြည်သူတွေရဲ့ထမင်းကိုစားထားတယ်ဟုတ်တယ်မှန်းနဲ့ဒါပေမဲ့ခမရတို့ရှူသွင်းနေတဲ့လေထဲမှာတက်မော်သားတွေရဲ့အသက်တွေသွေးတွေချွေးတွေပါရဲဆိုတာမမေ့နဲ့အဲအတက်တဲ့တွေးတွေချွေးတွေပါတယ်ငါတို့ရှူသွင်းတဲ့လေထဲမှာပါရဲဆိုတာမင်းတို့အခုလက်ရှိမှာတာဝန်ထမ်းဆောင်နေတယ်မင်းတို့စစ်ခွေးတကောင်မှာ အဲငါတို့ရှူခဲ့တဲ့အသက်သွေးချွေးတွေမှာမပါဘူးနော်မင်းတို့ငါတို့အတွက်ပေးဆက်ခဲ့တဲ့အချိန်မှာမင်းတို့ရဲ့အခုလက်ရှိအုပ်ချုပ်နေတဲ့ဟိုတုန်းကစစ်သားတွေဟိုတုန်းကဘုရော့အောင်ဆန်းတို့လက်ထက်တုန်းကစစ်သားတွေကြောင်းတော့တက်မလို့ဒါရတော့ဟုတ်တာပေါ့ဒါပေမဲ့မင်းတို့ဒီအခုလက်ရှိစစ်ခွေမင်းတို့မင်းအောင်လိုင်းကစားလို့စစ်ခွေအတီတီတန်းဆွေခင်ကြီးနေဝင်းတို့လက်ထက်မှာကတဲ့ကငါတို့အတွက်ကောင်းကျိုးလုပ်ပြီးတဲ့စစ်ခွေတစ်ကောင်မှမပေါ့ KSS ဆက် ကျမတို့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာဒီနေ့ဒီချိန်ထိနိုင်ငံတော်တိဆောက်ရေးကိုတက်မတော်ကတာလုပ်ခဲ့ပြီးတော့အီအီကိုအီအာကိုအမိခံတိုင်းရင်းသားလက်နက်ကန်အဖွဲ့အမိခံထားတဲ့လူတွေဒီတော်နိုင်ငံတော်တိဆောက်ရေးကိုနေ့တက်မတော်ဘာတွေလုပ်ခဲ့ရလဲဟမ်ဘာတွေလုပ်ခဲ့ရလဲနိုင်ငံတော်ကရှိသမျှပစ္စည်းတွေခိုးရှိသမျှနေရာတွေအကုန်လုံးသူတို့ပိုင်ဆိုင်မှုသူတို့ယူခဲ့တာသူတာသိမိတွေယူခဲ့တယ်သူတို့ယူခဲ့တယ် ိုင်ငံတော်ကိုဘာတိုးတက်အောင်လုပ်ခဲ့ပေးတာတော့အိန္ဒိချင်းနိုင်ငံလေတောင်မှမီးရတာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြာလဲမြန်မာနိုင်ငံကိုစစ်တကကောင်းအောင်လုပ်ပေးနေတယ်ဆိုလက်ရှိချိန်နေထိမီးကိုမအောင်မပေးနိုင်တာကဘာသဘောလဲနော်မလေးရှားတို့ဘာလို့မှဘာတရင်စရမမထုတ်စင်ကာပူတို့မှဘာတရင်စရမမထုတ်နိုင်ငံဘလောက်တိုးတက်လဲအဲ့ဒါဘာလို့လဲဒီလားအစိုးရကောင်းလို့ဝန်ကြီးတွေကောင်းလို့မင်းတို့မြန်မာတို့မြန်မာနိုင်ငံမှာမထွက်တဲ့တရင်စာတာဘာမှမရှိဘူးဒါပေမဲ့ ခင်မီဖြန့်ဖြန့်တို့တက်လာတာဆိုလည်းဘာမှအောင်မရှိလဲเนาะအဲ့ဒါကမင်းတို့စစ်အစိုးရအုပ်ချုပ်နေလို့စစ်အစိုးရမကောင်းဘူးရှင်းလားဘေးဆိုင်တဲ့တရားဖြစ်မဲ့လမ်းဖြစ်မဲ့စက်ကြီးကောက်ပြီးတော့နိုင်ငံတော်ရဲ့နိုင်ငံသားတွေရဲ့တနိုင်ငံလုံးရဲ့အမျိုးသားအကျိုးစီးပွားကိုမပြောနဲ့သူတို့နေထိုင်ရာ သူတို့ဒေတာမှာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့အကျိုးကိုတောင်ဖော်ဆောင်မပေးနိုင်ခဲ့တဲ့လူတွေဖြစ်တယ်။ဒါကြောင့်မလို့တစ်ချိန်လုံးကျွန်တော်တို့နိုင်ငံနဲ့မြန်မာနိုင်ငံတိဆောက်ရေးကိုတက်မတော်ကသာအစဉ်တစိုက်လှုပ်ဆောင်ခဲ့ပြီးတော့မြန်မာနိုင်ငံပျက်စီးရာပျက်စီးချောင်းကိုပြည်ရိုးကြီးရာကိုအမီခံတွေကလုတ်ခဲ့တယ်ဆိုတာခင်ဗျားတို့ခေါင်းထဲမှာမှတ်ထားဖို့လိုပါတယ်။အဲ့ဒါကလည်းမင်းတို့တက်မတော်ကမင်းတို့ကိုဝါရမိုင်းမင်းတို့ကိုလေဘောမိုင်းတိုက်တာလား။ဒါဘောမိုင်းတိုက်ပြီးမှ တိုင်းနလနကန်ဆိုရင်တဘုံစစ်တက်ကတိုင်းကပြည့်ခဲ့တင်ရှင်ဆိုတာငါတို့ငငယ်ကလေးကနေအဘောမိုင်းတွေတိုက်ခံရတာဘောအလုံးလိုက်အလုံးလိုက်မိုင်းတိုက်တာနော်မင်းတို့ဘောတွေပိတ်အဲ့အဲ့တွေတိုက်ထားတာမှာအဲ့အဲ့တွေအဲ့မိုင်းတွေရှူတာများပြီးမင်းတို့ဘောပိတ်ပြီးတော့ဘာမှမမြင်တော့မဲ့တော့မြင်အောင်ချီတက်ဖို့လိုတယ်နော်အဲ့ဘောကြီးပဲပိတ်ခံနေတယ်စစ်တက်ကကဲတင်ရှင်မဟုတ်ဘူးနော်မင်းတို့စစ်တက်ကဘာမှမကဲတင်ဘူးဖျက်ဆီးတာပဲရှိတယ်အခုလက်ရှိမှာစဉ်းစားကြည့်ပြည်သူ OS စီစဉ်နေမီးရှို့ဘုံချဲဖြစ်စင်းနေတာဘာလို့လဲ နော်လေရင်နဲ့ဘုံချဲပြီးပြည်သူတွေရှိတဲ့နေရာပြည်သူရှိတဲ့မြို့တွေရက်ွက်တွေဘုံချဲနေတာမင်းတို့စစ်ခွေးတွေပဲမင်းတို့စစ်ခွေးတွေပဲနော်ပြီးအဲ့လာကိုမတိုင်းလက်ကန်နဲ့အီအာအိုတွေပါလေရှောက်ပြောနေနေကိုစစ်ခွေးကိုအရင်ကိုဘာလုပ်ခဲ့လဲအရင်လိုက်လေ့လာစုံစမ်းကြည့်အောင်မင်းမယုံဘူးဆိုလည်းမင်းအတိုင်းလက်ကန်နဲ့ရှိတဲ့နေတွေမှာသွားလေ့လာကြည့်လိုက်တို့ထောက်ခံတဲ့တတ်မလို့ခေါင်းဆောင်နေသည်ပြင်းရဆန်နေတယ်နောက်ခဏတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဦးတန်းရွှေသည်တက်တက်လုံးပြင်းရဆန်လာခဲ့တယ် တို့တော့ဒေါ်ကောင်ဆန်းစုကြည်သည်သူ့ဘဝရဲ့တဝက်လောက်ကထောင်ထဲမှာနေနေရတယ်ဒါဟာသူပြုခဲ့တဲ့ကံဉဲ့သူထားခဲ့တဲ့တိလသမာဓိပညာသူစောက်တည်ခဲ့တဲ့တိလသမာဓိပညာသူထားခဲ့တဲ့တိုင်းမြင်တဲ့လူတို့ရဲ့စေတနာသူလုပ်ခဲ့တဲ့ကံကံရဲ့အကျိုးကိုလက်ရှိဘဝမှာမျက်မြင်တို့ကိုတွေ့ခံစားနေရဖြစ်တယ်တယောက်ကတိုက်မိရဲ့အမြင့်ဆုံးနေရာမှာဘယ်တော့မှပြုတ်မကြပဲနဲ့အမြင့်ဆုံးမှာပဲရှိနေပြီးတော့တယောက်ကတော့เนาะ နေကြည်တခါမိကြည်တခါထောင်ထဲပဲဝင်နေရတယ်ဆိုရင်သူ့ရဲ့ကံတွေကဘယ်လောက်ထိကောင်းတာတွေလောက်ထားသလိုကောင်းကျိုးတွေခံစားနေရလဲဆိုတာပေါ်လွင်ပါတယ်နော်မင်းပြောမယ်မင်းတို့ရဲ့မအလကကောင်းတာလို့လို့အဲအမြင့်မှာပဲနေရတာမဟုတ်ဘူးနိုင်ငံကောင်းဆောင်ဖြစ်နေတာမဟုတ်ဘူးမင်းကပြောပြမယ်ဥပမာပြောပြမယ်မင်းကလူစိုးကိုင်းတယောက်မင်းအဖေဖြစ်မင်းဖြစ်ဖြစ်လူစိုးကိုင်းမင်းကလူစိုးကိုင်းမင်းလူစိုးကိုင်းကောင်းဆောင်တယောက်အဲ့ဒါကိုမင်းသူများမရောက်လို့ခြင်းတယ် သူများမရောက်လို့ရှင်တော့မင်းကမင်းတွင်စင်ပြီအဲသူ့ယောက်ျားကိုထောက်ကြောင်းအောင်လုပ်လိုက်တယ်နော်မင်းတို့တွင်စင်ပြီထောက်ကြောင်းအောင်လုပ်ပြီးသူ့မရောက်အပိုင်တင်းလိုက်တာမင်းတို့ကံကောင်းလို့ရတာလားမင်းတို့ကောင်းတာလုပ်ခဲ့လို့ရတာလားဟမ်မင်းတို့ကောင်းတာရုပ်ခဲ့လို့ဟိုထောင်ချထားတဲ့သူ့ယောက်ျားကကံမကောင်းမကောင်းတာလုပ်ခဲ့လို့ထောင်ချထားတာလားမကောင်းတာလုပ်တဲ့လူကမင်းတို့လေသူများမရောက်လို့ရှင်တော့မင်းသူ့ယောက်ျားထောင်ချအောင်လုပ်တာဆိုတော့အဲ့လူကမကောင်းတဲ့လူမဟုတ်လား အဲ့အမြင့်မှာအခုထိုင်နေပြောတယ်မင်းတို့ဘဘလေရတယ်ဒီတိုင်းပဲသူများကိုအတိအတမဖမ်းချုပ်ပြီးမှမင်းတို့အာနာတက်လူထားတဲ့ကောင်းလေဒါပေမဲ့မင်းတို့အဲ့အမြင့်မှာဘလောက်နေနေလဲစက်ကြည့်ရတယ်ပေါ့တေချာလေးစောက်ကြည့်လိုက်အောင်မင်းတို့အမြင့်မှာဘလောက်ကြကြအခုမင်းတို့တန်းဆွေတို့ခင်ညွန့်တို့ဘယ်ဘွားတွေရောက်ကုန်မလဲဘယ်ဘယ်ဘွားမှာဘလို့ဖြစ်ကုန်မလဲဆိုတော့မင်းတို့တည်ရမှာဒါမှမဟုတ်သူတို့ကသူတို့ဖြစ်တယ်ဆိုတာဘာမှမဟုတ်တယ်နော်ပီလူတွေမစီရင်လေအခုမင်းတို့မအလာကိုပီလူတွေကိုယ်တိုင်စီရင်မှာ ရကြတယ်ခမားတို့ပြောသူလဲစစ်တပ်ကပေါ်တာဒီအဲ့ဒီလိုမျိုးမင်းမယားအကုန်လိုက်ဆွဲနေမှာဆိုရင်တိန့်ခွနဲ့လည်းအကုန်ခံပြီးဘာကြောင့်ပတ်စံပြီးဝယ်နေမှာလဲစောက်ပိုင်းကြီးရဲ့မြတ်လူကညီပေါ်ညီပိတ်ဘုံကျုံမျိုးညီလို့ပြောရင်လည်းမကြိုက်ကြဘူးเนาะဆိုတော့ခမားတို့အကြံပေးမယ်မြို့လည်းငါပြောမယ်ဇလုံးပလုံးအတူစအယိုးရင်ကိုက်ဘောမနင့်ငါပြောမယ်နင်တို့ပေါ်တာဆွဲမစတိချင်မြန်မာလေးမျိုးကိုည၈နာရီမင်းမောင်လည်းရှိရင်မင်းအကိုလည်းရှိရင်ခေါ်ပြီးထွက်သွားကြည့်လိုက် ်ခေါမလေးမျိုးသွားရင်မလက်တိသွားရင်မသွားကြည့်လိုက်ဆဲမဆဲတဲ့အချိန်မှမင်းသိလိမ့်မယ်နော်ပေါ်တာမှာ7 and 12လို့ပြောနေရအောင်လေပြည်သူတွေကစောက်ယူကြရမှာမပါအောင်နော်စစ်တက်ကောင်းမကောင်းဆိုတာစစ်တက်ကိုကောင်းမကောင်းဆိုတာဟိုသူများပြောမှသိရအောင်လေပြည်သူတွေကလာအတရားမှမပါအောင်မင်းတို့ဘောမတယ်လို့ထမင်းမစားတယ်လို့တရားမှမပါအောင်ထမင်းပြောင်းစားကြည့်အတွေ့အခေါ်နည်းနည်းမြင်လာလိမ့်မယ်နော်စစ်တက်ကနေပြီးတော့ပေါ်တာဆွဲပြီးမိမိသမီးကိုပေါ်တာလိုက်ဆွဲနေမင်းတို့ဘောမတယ်ကကြော်လေထမင်းစားတဲ့ သမင်းစားမယ်ဆိုပြီးအိမ်နာလေးဝင်သွားတယ်အကျင့်ကိုဖျောက်အဲ့ဆိုရင်အသွေးခေါ်လေးမြင့်လာလိမ့်မယ်သမင်းစားမယ်ဆိုပြီးအိမ်နာလေးဝင်ပြီးပါတလုတ်တာတော့ချီတဆရလာအေးအဲ့အဲ့ဒါဆိုရင်အဲ့အကျင့်တွေဖျောက်လိုက်အဲ့အကျင့်ဖျောက်လိုက်မင်းတို့ရဲ့ဘောပိတ်နေတဲ့ဟာလေမင်းတို့အသွေးခေါ်လေးမြင့်မလာလိမ့်မယ်တလောက်ကိုစက်မှုထမ်းက9000ဆိုပေမဲ့အဲ့ဒီလိုပေါ်တာဆွဲတဲ့အတွက်6000 9000ရပါတယ်ဆိုပြီးတော့ကလင်ကကျင့်နဲ့တစ်ချိန်လုံးစက်တက်မုန်းကြီးပြောတာလည်းခဏလို့ပဲကျမတို့စက်သေးဝင်ခြင်းလုံးလို့နိုင်ငံတော်ဝန်ထမ်းဆောင်ခြင်းကိုစည်ရင်းပေးထားတာတော့ စ်တက်မုံတီရေပြောတာလည်းခင်ဗျားတို့ပဲလုံးနေစစ်တက်မုံတီရေပြောစရာမလိုဘူး23အနောက်20မှာတက်မှာအာနာတိမ့်လိုက်ကလေးကနေစစ်တက်ကိုခြိတဲ့ယွန်သွားတာဘယ်သူမှပြောစရာမလိုဘူးဘယ်ပြဖြစ်မီဒီယာမှလာလို့ဆော်စရာမလိုဘူးအဲအာနာတိမ့်ကလေးကဘာကိုအလိုလိုရင်းနဲ့အစစစ်တက်ကိုချစ်ခဲ့မှုတွေဒါပေမဲ့အလိုလိုရင်းနဲ့ခြိတော့မှအဲ့လောက်မယွန်ဘူးစစ်တက်ကိုအဲ့လောက်ကြီးယွန်တယ်နော်ပြီးသူတည့်ရက်လောက်ပါပဲ ခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျွန်တော်တို့သတင်းမှန်ပြန်ကြားရေးကိုယ်တိုင်ကတရားဝင်ထုတ်ပြောထားတယ်။ဘာပြောမလဲစစ်မှုထမ်းခြင်းကမစ်စစ်ထဲကိုအလောက်ဝင်ခြင်းကများစစ်မှုထမ်းခေါ်မှဝင်ရမလို့မြန်မာစစ်တဲဝင်လို့ရတယ်မြန်မာစစ်တမီတလုံးလို့ရတယ်စစ်တမီတလုံးမှာဆိုဝင်လို့ရတယ်စစ်မှုထမ်းမင်းကလေးခေါ်တော့စောင့်ကြမလို့ဘူးမခေါ်လို့ခေါ်တာလေစောင့်ကြမလို့ဘူးစစ်ထဲမှာတကယ်ဝင်ချင်တယ်ဆိုရင်မြပလီပလာမပြောနဲ့မဝင်ရဘူးဆိုမဝင်ရဘူးပြောဝင်ရတယ်ဆိုရင် ကျမစစ်တဲ့ဝင်ခံပြောတယ်မင်းတို့အဘတွေကမပေးဝင်ငါလဲပင်းလာလားလीနော်မင်းတို့အဘတွေမပေးဝင်ငါလဲပင်းလာလीမင်းမင်းမမကမင်းအမေပါခေါ်တာပေးဝင်မယ်ဟိုကအကုန်ပေးဝင်တယ်လူမခေါ်လိခေါ်လိခေါ်လိအကုန်ပေးဝင်တယ်စစ်တဲ့ဝင်ခံတဲ့ချက်ပြောလာမင်းမပြောရဲပဲမပြောမင်းစစ်တဲ့ဝင်ခံတယ်လို့အရင်ပြောရဲလားအဲ့လားပဲငါ့ကိုပြောတက်ပြောလာဆက်ချရအောင်ကျော်ပီတီအမတဘာပေါ့နော်ဒီအာနာရှင်ကိုဖြူရှာနိုင်တဲ့အရာမရှိနိုင်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဒါကအဓိကအကြောင်းရင်းပေါ့တခြားနီလန်းနေနဲ့လဲဝိုင်းပြီးတော့ပြပောင်းဆောင်ပါပေါ့ ့1ဒေါ်လာမို့လို့လိုတာပေါ့ဒါပေမဲ့အဓိကကြားတဲ့အကြောင်းကတော့သူတို့နားလေတဲ့ဘာသာစကားကတော့လက်နဲ့ပေါ့ဗျာသူတို့ကလက်နဲ့အားကိုးတာဆိုတော့အဲ့လိုလက်နဲ့အားကိုးတဲ့လူတွေကိုလက်နဲ့နဲ့ပဲပြန်ပြီးတော့ကျင်းမောမသာအဲလက်တွေကြလိုက်မယ်ဓမ္မရည်တိုင်းကြလိုက်မယ်ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်လက်နဲ့ကန်လမ်းစဉ်ကိုပဲအစမ်းမမကျွန်တော်ယုံကြည်အားကိုးဆောင်နေပဲဒီကန်ရတာပေါ့လက်နဲ့ကန်ရတာအော်ရောက်ခဲ့ကျွန်တော်ခြေတော့တစ်ဖက်မှာတန်းအောင်ဒါနဲ့သူစိတ်တက်ကဒီကစိတ်ထဲနဲ့ပဲသွားပြီးတူတူမာလို့မဟာခွေးလို့လောက်တဲ့အများကြီးတာလို့ကျွန်တော်က စိတ်ဓာတ်တစ်ခုကိုရှေ့ကိုဥတည်ပြီးတော့စိတ်ဓာတ်နဲ့ယုံကြည်ချက်ပေါ့နော်ပြီးတော့ကျွန်တော်ရိုးသားဖို့လိုတယ်ဒီတော်တော်ဆက်တစ်ခါမှတန်နိုင်မယ်လေပေါ့အဲ့ဒီစိတ်နှစ်ခုနဲ့စိတ်ဓာတ်မြင့်မြင့်တယ်နော်ရှောင်းတစ်ဖက်ခြေကောင်းလက်ကောင်းလဲဘောမရှာနိုင်တာနံပါတ်၁ဆက်ချင်အောင်မြေပြင်ချိန်မုံကိုရှေ့လုံးအထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးမြန်မာနိုင်ငံမှာလူကျင်နာအုပ်လာကို ဥစ္စာအားလုံးထိုးကျွေးပြီးရအောင်ယူပြီးခင်ဗျားတို့ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်မလာသေးဘူးအခုတော့လက်တရုတ်ကပေးလိုက်တဲ့ဒရုန်းပေါင်း9000 9000အတိအကျတစ်တောင်မပို့ဘူးကျွန်တော်မစင်းရှိတယ်အဲ့ဒီဒရုန်းတွေနဲ့ကျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေဒီလိုလှုပ်တော့မယ်ဆိုတော့ကချင်တွေကကျွန်တော်အောက်မှာမင်းစောက်ယူလာတို့မင်းစောက်ပေါ်လာတို့ကျွန်တော်တို့ကနိုင်ငံတကာ တည်တင်းအချက်လက်တွေကျွန်တော်တို့ရထားတဲ့ထောက်လိုင်းကြီးအချက်လက်တွေ ਨੇ ကျွန်တော်တို့ကပြောတာနော်ခင်ဗျားတို့ထုတ်ပြလိုက်ရင်လေခင်ဗျားတို့ထမင်းတော်စားနိုင်မှာမဟုတ်ဘူးတေးတာပက်ပက်ဆက်ဆက်ပဲဘာဖြစ်လို့လဲဒီလားခင်ဗျားတို့မှာ time limit မရှိဘူးနော်တိုက်လာလာရှူနောင်ချူရောက်တဲ့အချိန်မှာရလိုက်တယ်အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားတယ်ကျွန်တော်တို့ကသိလိုက်လေပြအဲ့လိုဖြစ်ခဲ့လို့ တောင်းလျှောက်သွားတာဟုတ်ပြီနော်ဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू ကနီးပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတည်ဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလဲဩမိုက်လေချန်နာကျွန်တော်ကထိုင်းလိမ့်မရှိဘူးလေဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာ ဆိုတော့အခုဒီတစ်နှစ်အတွင်းထဲမှာ तू အကုန်တီဆောက်မယ် तू အကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးเนาะရုရှားက15နှစ်စာစစ်ပြင်ဆင်ထားတယ်เนาะခဲတော့မှတ်ထားအခု၄နှစ်လောက်နဲ့ပြတ်သွားရင်ပုံအောနေမဲ့လက်နဲ့ပြည့်စီတယ်ဟုတ်လားဗမာတိုင်းနိုင်ငံနဲ့ပုံဒေတာဘောင်းလို့ရုရှားအကုန်ထိုးချလိုက်တော့စစ်ကြောင့်တည်ရာတွေအများကြီးရုရှားမှာလဲ ဖိခိုက်မရအများကြီးရအောင်သူပြန်ရှာရမှာလေဗျာဟုတ်တယ်မလားအကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှု အရန်ရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့အသက်ကယ်တမျှရေးကြီးနေတာရွေးကောက်ပွဲမင်းအွန်လိုင်းရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းနဲ့ပူးပေါင်းဆောင်ရွက်မဲ့ရုရှားတို့လိုရုရှားတောင်းလိုက်နိုင်ငံတွေအများကြီးရှိနေတယ် အောက်ကျွန်တော်ပြောပြတာကိုကိုရှယ်လေးပြောတယ်လို့ပဲကျွန်တော်တနစ်ပဲကျွန်တော်ဒီတနစ်အတွင်းမှာကျွန်တော်တော်လိုင်းတဖွဲ့လေးကရုံးမကိုရမယ်အချင်းနေဖြစ်နေပါတယ်အဲကြောင့်မို့အကုန်လုံးတော်လိုင်းတဖွဲ့လေးနဲ့တူတူပြည်သူလူထုတွေကဝိုင်းဝန်းပြီးတော့ရုံးပေးလိုက်ရင်တော့ဒီတနစ်အတွင်းမှာပဲဒီခွေးတွေပြုတ်မယ်လို့ယုံကြည်မှုချက်ထားပြီးမှရုံးပေးကြပါပြောလျက်တော့ပါပဲအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလို့ဆိုလဲ subscribe လေးလုပ်ပြီးတော့ဝိုင်းရပေးကြပါ မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေရေးတော်ဘုံအောင်နေပြီ